ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါရရှင်ငွေနေဓမ္မတိလက်ဆောင်ကနာကိုကျွန်တော်ဂျုံဝင်းစော်ထွန်းကနေကျေဆက်ပြီးတော့မှဖြစ်ပါတယ် ဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာကျက်ရောက်တဲ့မွနစ်ရှင်များကတော့မန္တလေးမှာနီနီမှာမြင်းကြံမျိုးမှာလူစီယာဒေါ်လာမြိုင် ကလေးမျိုးမှာမရွန်စွာညွန်ပြုံးတွင်မှာကိုကလမင်လက်ပတ်တာမှာလူကာဝင်ထေကုတ်ခိုင်မှာကိုလာထံအလောက်စီစွာမျိုးမှာမလွန်းလွာချင်းမန္တလေးမှာဦးချေအင်ဒူရောင်းငံရောက်မှာ မောင်ရောမီနိုကို ရွှေကူမြို့နယ်ဥကုမမတ်ချုံမဝင်းတို့ပဲဖြစ်ပါတယ်ဒီကနေ့နှဝင်မာလား22ရက်နေ့မှာကြက်ရောက်တဲ့မွနစ်ရှင်များကြည့်ရှုနားဆင်အားပေးနေသူများတောင်းဆိုထားကြသူများအလုံးပေါ်အဖာဘုရားသခင်ရဲ့ကောင်းကြီးများတော်ဆောက်တဲ့တဘူတူ၍ခံစားရပါစေကြောင်းအရှတ်တမတရားမြန်မာဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထုံးကနေစုမုံကောင်းတောင်းပေးတေးတန်ရှင် ခြေမှာတည်ဆိုထားတဲ့မိအိမ်ကလေးဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ေဇူးပြန်ပွဲရခြင်းရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး23အခန်းငယ်35မှ34တိုင်းတို့စီလည်းအနည်းတွင်ရက်လျက်ကြည်နေကြ၏အုတ်ချုပ်သူရာရှိတို့ကဤသူသည်ရှားသူများကိုကဲ့တင်ခဲ့၏အကယ်၍သူသည်ဖျားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်ပါသည်မိမိကိုယ်ကို ကဲ့တင်ပါစေဟုတောင်းပြောဆိုကြ၏စစ်သူရဲတို့စီလည်း ပြည့်ရဲ့ပြကြပြီးအထံတော်သို့ချင်းကပ်လာကြ၍ကိုတော်တောက်ရန်ပုံရည်ကိုပေးကြတဲ့တင်စီဂျူးလူမျိုးတို့ရှင်ပြန်ဖြစ်ပါလေသိကိုစေပေတင်မာဟုဆိုလေ၏ဤသူဒီကဂျူးလူမျိုးတို့ရှင်ပြန်ဖြစ်သည်ဟု၍သာတော်ကပိစာစီလေကိုတော်၏ဥပေါင်းထက်တွင်ရှိလေ၏ဘဝကတိုင်သင်ခံရသော ရာဇဝတ်သားနှုတ်တွင်သူကတင်စီခရစ်တော်မဟုတ်လောသို့ဖြစ်လျှင် တင့်ကိုယ်တင်နဲ့ဘာတို့ကိုကဲကဲမာလို့ဟုကဲ့ရဲ့ပြောဆိုသည်တို့ရာတွင်ခြားတူသည်ကုသူကိုပြစ်တင်ဆုံးမကတင်တီလေသူညီသောစီရင်ချက်ကိုခံရပါတဲ့တရားခင်ကို မကြောက်ရွံ့ပါတော့မာတို့ဒီတရားသဖြင့်အပြစ်စီရင်ခံရ၏အကြောင်းမူပါမာတို့ဒီမာတို့ပြုတော်မူသည့်လောက်ရများအတွေ့ထိုက်တန်စွာခံကြရ၏အေတူစီကမိတိမကောင်းမှုကိုမြအကျူးလွန်ပဲဟု ဆိုပြီးမှပေါ်ရည်စု ကိုယ်တော်၏နိုင်ငံတော်သို့ကြွဝင်သောအခါကျွန်ုပ်ကိုသတိရတော်မူပါဟုပြောလေ၏ကိုတော်ကလည်းသင်အားငါအမှန်ဆိုသည်ကယနေ့ကျင်သည်ငါနှင့်အတူပါရာဒီစု၌ရှိလိမ့်မည်ဟုသူအားမိန်တော်မူ၏ဤသည်ကယေရှုခရစ်သည်ဤမြတ်သောဘုဝင်ပေသည့်တရားတော်ဖြစ်သည် လစွာသောညီကိုမောင်နှမပေါင်းတို့ဒီနေ့ယေရှုဘုရင်ပွဲနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ ရှင်လူကအခန်းကြီး23အခန်းငယ်35မှ43ခုဖြစ်ပါတယ်။ယေရှုဘုရင်ပွဲဟာနိုင်ငံရေးအုပ်ချုပ်ပုံစနစ်ကိုပြောနေတာမဟုတ်ပါဘူး။အုပ်ချုပ်တဲ့သူမှာရှိရမယ့်အရေးချင်းတွေကိုပြနေပါတယ်။ကျွန်တော်တို့ကဘာမှာယေရှုဘုရင်ကဲ့သို့ခေါင်းဆောင်မျိုးတွေလိုအပ်နေပါတယ်။ လောကကောင်းဆောင်တွေကတော့များသောအားဖြင့်ကိုယ်အတွက်ပဲကြည်တတ်တယ်။ကိုယ်မိသားစုအတွက်ပဲအာနာကိုလိုချင်ကြတယ်။ကိုယ်ကိုယ်ကိုယ်ကြည်ဝါချမ်းသာဖို့ကိုယ်အဖွဲအတွက်ချမ်းသာဖို့လုပ်နေကြတယ်။အဲ့လိုကောင်းဆောင်တွေကတော့တနေ့မဟုတ်တနေ့တော့ကြာရှုံးကြပါလိမ့်မယ်။နောက်ထပ်အနေရများတဲ့ကောင်းဆောင်မျိုးကတော့ကိုယ်နိုင်ငံအတွက်ပဲကြည်တတ်တယ်။ကိုယ်လူမျိုးအတွက်ပဲတိုးတက်ကြွယ်ဝအောင်လုပ်တတ်တယ်။ ။ယခြားနိုင်ငံတွေဘယ်လိုဒုက္ခရောက်နေပါစေစိတ်ထဲထဲမစင်စားဘူး။ကိုယ်နိုင်ငံကြွယ်ဝချမ်းသာဖို့ဆိုရင်တခြားနိုင်ငံတွေကိုချနှင်းခြင်းကြတယ်။ကိုယ်နိုင်ငံချမ်းသာဖို့သူများနိုင်ငံကနေတခိုးစည်းနဲ့ရယူခြင်းကြတယ်။သူများနိုင်ငံဘယ်လိုဒုက္ခရောက်ရောက်သူက အနေသာကြီးပဲဆိုတဲ့ခေါင်းဆောင်မျိုးကလည်းရုပ်မာတဲ့ခေါင်းဆောင်ပါပဲကိုယ်နိုင်ငံကိုပဲစည်ရေးအရာတိုးချဲ့ခြင်းကြတယ် သူတစ်ပါးနိုင်ငံကိုအတုံးချပြီးကိုယ်နိုင်ငံအကျိုးစီးပွားမှာချမ်းသာခြင်းကြတယ်။နည်းပညာမှာ တိုးတက်ခြင်းကြတယ်။အဲလိုအမျိုးသားရေးခေါင်းဆောင်တွေဟာလေလူသားမျိုးနွယ်တစ်ခုလုံးအတွက်အနေရရှိပါတယ်။လူသားတိုင်းဟာဒန်းတူအခွင့်အရေးရသင့်ပါတယ်။သူတို့နိုင်ငံပဲကဘာပေါ်မှာအချမ်းသာဆုံးဖြစ်ဖို့ပဲသူတို့ကလုပ်နေကြပါတယ်။အသင်းတော်မှာလည်းဒီတိုင်းပါပဲ။ ို့ဘာသာဝင်တွေကိုပဲကြည်ရတာမဟုတ်ပါဘူးလူသားအလုံးကိုကြည်ရပါမယ်ဒါကြောင့်ကျွန်တော်တို့ကိုကိုခရိယန်လို့ပဲခေါ်တာမဟုတ်ပါဘူးကက်သလိပ်လို့ခေါ်ကြပါတယ်ဘာလို့လဲကက်သလိပ်ဆိုတာလူအလုံးနဲ့ဆိုင်တော့ universal ကျွန်တော်တို့ဘာသာကကိုယ်ဘာသာဝင်၄လောက်ပဲဂယုဆိုင်ရတာမဟုတ်ပါဘူးလူအလုံးကိုဂယုဆိုင်ရမယ်လို့သင်ပေးတာပေါ့ လူတိုင်းကဖျားသခင်ရဲ့သားသမီးတွေလေလူတိုင်းတယောက်မကြံကအရေးကြီးပါတယ်။ဒါကြောင့်လူတိုင်းကိုချစ်ချင်းမေတ္တာနဲ့ပဲအုပ်ချုပ်ရမယ်။တရားမျှတခြင်းနဲ့ပဲအုပ်ချုပ်ရမယ်။ဒါကြောင့်ကျွန်တော်တို့ကြွေးကြော်ကြတာကယေရှုဖျားရှင်ကစကြဝဠာတဝန်းလုံးရဲ့ရှင်ဘုရင်ဖြစ်တော်မူပါတယ်။ဘုရင်တကာတို့ရဲ့ဘုရင်ဖြစ်တော်မူပါတယ်။လူတစ်မျိုးတည်းရဲ့ဘုရင်မဟုတ်ပါဘူး။ တနိုင်ငံတည်းရဲ့ဘရင်မဟုတ်ပါဘူးတဘာသာတည်းရဲ့ဘရင်မဟုတ်ပါဘူးယေရှုဘရင်က လူသားတိုင်းရဲ့ဘရင်ဖြစ်တော်မူပါတယ်ယေရှုဖျားရှင်ဆင်းကြွလာပြီးတရားပေးတာကလည်းကျွန်တော်တို့တွေလူဂုံတိတ်ခါအတိုင်းနေထိုင်နိုင်ဖို့ပါပဲလူအခွင့်ရေးအပြည့်အဝရရှိကြဖို့ပါပဲကျွန်တော်တို့ လူသားတိုင်းမခွဲခြားပဲစီလုံးညီညွတ်ကြဖို့ဆင်းကြွလာပါတယ် မစည်းလုံးစီပဲ꿰ပြားစီတဲ့ခေါင်းဆောင်ကကဘာပေါ်မှာမရှိတင်ဆုံးခေါင်းဆောင်ပါပဲအဲ့ဒါကဘာကြီးတွေအန်ရည်ကြီးတယ်နော်ယေရှုဖျားရှင်ကအကောင်းဆုံးခေါင်းဆောင်ပါပဲဘာဖြစ်လို့လဲဆိုတော့သူဟာသူ့ကိုယ်သူအောက်ခြေလူဒန်းစားနဲ့ဓာန်တူထားတယ်ဒါကြောင့်ပဲရှင်မာတေယုအခန်းကြီး25မှာသင်တို့သည်စားစရာမရှိသောသူအားစားစရာပေးရင် ဒါငါ့ကိုပေးတာနဲ့အတူတူပဲတဲ့ထောင်ကျနေတဲ့သူကိုဂယုဆိုင်တာဟာငါ့ကိုဂယုဆိုင်တာနဲ့အတူတူပဲစေယုံရောက်တဲ့သူကိုဂယုဆိုင်တာဟာငါယေရှုဘုရင်ကိုဂယုဆိုင်တာနဲ့အတူတူပဲတဲ့ဖျားတဲ့ပြည်သူကိုတိတယ်ဆင်းရဲတဲ့ပြည်သူကိုတိတယ်အဲ့ဒီလိုကိုကိုကို အောက်ခြေလူဒန်းစားနဲ့နှိုင်းရှင်တတ်တဲ့ခေါင်းဆောင်အောက်ခြေလူဒန်းစားကအစ ုတ်ချုပ်ခံပြည်သူတွေကိုပူရင်းစာတတ်တဲ့ဂယုစိုက်တတ်တဲ့ခေါင်းဆောင်ဟာ အကြီးမြတ်ဆုံးခေါင်းဆောင်ပါပဲပြည်သူတွေရဲ့ဝန်ရဲ့ချက်ကို သိတယ်ပြည်သူတွေရဲ့စာနာကိုနားထောင်တတ်တယ်ခေါင်းဆောင်ခေါင်းဟာ သူ့သမရာယုံကနေလူထုအကြားတွာလာတတ်တဲ့သူ ဖြစ်ရမယ်ပြည်သူလူထုနဲ့တလုံးတဝါတဲ့ရှိရမယ်အဲ့လိုမဟုတ်ဘဲပြည်သူလူထုရဲ့အထက်မှာရှိနေရင်တော့ ခေါင်းဆောင်ခေါင်းမဟုတ်ပါဘူးယေရှုဘုရင်ကြွလာတာက သူ့ရဲ့အသွေးတော်နဲ့လူတွေရဲ့အပြစ်ကိုကယ်ချွတ်ဖို့ဆင်းကြွလာတယ်ပေးဆက်ဖို့ဆင်းကြွလာတာပါဒါကြောင့်တနာရတဲ့ခွင့်လွတ်တတ်တယ်မှန်ရာကိုလမ်းညွန်ပေးတတ်တယ်တချို့ခေါင်းဆောင်တွေကလူအများကြိုက်ရင်ပြီးရောဆိုပြီးမှားမှန်မှန်မှန်လုံတတ်ကြတယ်ယေရှုဘုရင်ကိုတော်တိုင်က အမှန်တရားဖြစ်တယ်။ယေရှုဘုရင်ကိုတော်တိုင်ကချစ်ချင်းမြတ်တာဖြစ်တော်မူပါတယ်။ယေရှုဘုရင်က သူတစ်ပါးတွေကိုခိုင်းဖို့လာတာမဟုတ်ပါဘူး။သူကိုယ်တိုင်ကအများကောင်းကျိုးအတွက်အစီခံပေးဖို့လာတာပါ။ဒါကြောင့်တိုင်းပြည်ကိုအုပ်ချုပ်တယ်အုပ်ချုပ်တယ်ဆိုတာကတကယ်တမ်းတော့ပြည်သူလူထုကိုအလုံကျွေးပြုစုတာပါပဲ။ဒါကြောင့်ခေါင်းဆောင်ခေါင်းဆိုတာက တသက်လုံးသူပဲအုပ်ချုပ်ဖို့မစင်စားဘူးသူ့ထဲကောင်းတဲ့ခေါင်းဆောင်တွေပေါ်ထွန်းဖို့ပြုစုပြိုးထောင်ပေးလေရှိပါတယ်ယေရှုဘုရင်ကိုကြည်ပါလား तू တပါးတဲ့အုပ်ချုပ်မသွားပါဘူး तू ကအစီခံပေးဖို့တင်ကြားပေးထားတဲ့တပည့်တော်ကြီးစနေပါကိုခန့်အပ်ပြီးတော့အုပ်ချုပ်စေတယ်မဟုတ်ဘူးလား तू တပည့်တော်ကြီးတွေအားလုံးမှာတော့ကောင်းဆောင်ကောင်းတွေတော့မဟုတ်ကြပါ့မယ်သူတို့အမားတွေကို သူတို့ကသင်္ကန်းစာယူပြီး ကြိုးစားမဲ့သူတွေဖြစ်တယ်ဆိုတာတော့အာမခံပါတယ်။ဒီနေ့ယေရှုဘုရင်ပွဲနေ့မှာတရားမျှတစွာအုပ်ချုပ်တဲ့ချစ်ချင်းမေတ္တာနဲ့အုပ်ချုပ်တဲ့ယေရှုဘုရင်ရဲ့အုပ်ဆိုးမှုကိုခံယူကြပါစို့။နားဆင်သူအားလုံးပေါ်ဘုရားရှင်ကောင်းကြီးမင်္ဂလာများအားစားကြကြပါစေ။ ဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။အိုတနာကိယနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကိုအမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ ကိုရောရှင်မှလွဲ၍ဤတိအရာမှအာကိုစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောစုကျေးဇူးနှင့်အတူအစတရားမကသော ကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မှားခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံးသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုံနာတော်ဖြင့်ခွင့်လွှတ်ပေတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျား ်အာမင်ဒီတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြပါပြီဩတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။